သတင်းတစ်ခုမှာပေါ့နော်သူတို့ပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရအဲ့ဒါမျိုးပဲအမတိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစရင်နဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့တွေ့ကြုံဖြည့်ပြဖို့အမမဝင်လေးဘူးဘာဖြစ်လို့လဲဆိုတာအမမှာဖုံးကွယ်စရာလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမတိရဲ့အတိုင်းအမဖြည့်ပေးရုံပါပဲအမမရရဆိုလို့ရှိရင်တော့အမရဲ့အဖေကသူကအဲ့လိုအင်္ဂလိပ်ဆရာဆရာပေါ့နော်သူကနိုင်ငံသားအကြောင်းသားတွေကိုစာသင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီဟို သူတို့ကလေးတွေပဲပြောရမှာပေါ့သူတို့အိမ်မှာရှိနေဆိုအမလည်းသူတို့ရဲ့ဟိုဆက်ဆက်မှုတော့တေချာတော့မသိဘူးတောင်ပရက်ရွှင်တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ကို့ဒါ opportunity တခုပေါ့နော်သူကလာကန်းလန်းတာအဖေစသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုလည်းစိတ်ဝင်စားတယ်မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency တွေဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကျငါမင်းကိုပေါ့နော်ဘဝချိန်ပေးမယ်ပေါ့အဲ့တော့ကတော့အမကလည်း modeling လုပ်နေတာ model လုပ်နေတာ agency ပေါင်းများစွာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့် तू ကအမအောင်မေးဘူးတဲ့မေးစာကျုပ်တို့ပဲချက်ထားတာရှိလားတဲ့စိတ်ဝင်စားလားဆိုတော့အော်ကိုလည်းအဲ့ချိန်မှာကွာဟို LL magazine တို့အဲ့လိုမျိုးပေါ့နော် clearance တို့ဘာလို့ကအများကြီးရှိရလေအဲ့လိုမျိုးတွေ तू ကအပ်ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆူကိုရွေးချယ်ထားတာဆိုတော့ကိုယ့်ရဲ့ ခရီးယာပွင့်ချင်တယ်ပေါ့နော်သွားချင်တယ်ပေါ့သွားချင်တယ်ဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမအကို तू ကငါနှင်းကိုပေါ့နော်ငါရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲချိုးတွေပေါ့ရှူတင်အတွက်ရိုက်တော့မယ်ဟာတွေ तू ပြတယ်ဖိုတိုအတွက်ကိုပေါ့နော်မိတ်ကက်စီယာတွေနဲ့အမတို့ရွှေရွှေတကုံတို့ပြီးတော့အဲ့အဲ့ဒီဟိုဗာလဲကဘာအေးဖျားလန်းလေအဲအမတို့ဟိုဟာရှူတင်တွေတဲကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လာအဲ့ညက်နေလာတော့မဟုတ်လေတိတ်မမှတ်မိတော့ဘူးလေနှစ်တရာကြာတော့လေ အဲ့သူကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရရမှာလဲဆိုတော့သူကအင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားပါတော့အင်ဂျီမပါတော့ဟိုဟို ဘာအတွက်ပေါ့နော်ဟို model agency မှာအဲ့လိုအင်ဂျင်မပါတာကြီးခြိုက်လားပေါ့နော်သူ့မီးတော့သူကဟုတ်တယ်တဲ့ဟိုဒီနိုင်ငံရဲ့ culture နဲ့ဟိုဘက်နိုင်ငံ culture နဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြတော့အဲ့လိုမျိုးအနာစာရှိသလားအသားရည်မှာပြည့်ရခါကြတော့ဟိုဟိုရင် site ဘလောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားလားရင်အတုတွေထည့်ထားလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမကလည်းအဲ့တုန်းကနားမလဲဘူးကွာတိလားသူတို့စီမင်းနေအမနားမလဲဘူး နားမလည်တဲ့အခါကျတော့အော်အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဟိုဒီညီမဘီမကျတော့အဲ့လိုမျိုးတွေခြိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body parts ကိုမပြဘဲနဲ့မှခြိုက်မယ်လေဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမားတို့လက်ခံခဲ့တယ်ပေါ့နော်ပြီးတော့ငါတို့ဓာရီတို့က passport တွေဘာတွေလည်းလောက်ရမယ်ပေါ့ပြီးတော့နေ့ရက်မိဘခွင့်ပြုချက်လည်းငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့ဟို မိဘတွေဘာတွေမပါဘူးလားညီကောင်မှမခေါ်လို့မရဘူးလားဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဟို agency ရောက်လို့ရှိရင်ညစ်လို့ပဲစူးစမ်းနေရဲ main ကလေးတွေရှိရဲပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲအဒီဟိုအလောက်ကိုလောက်ပြီးတော့မှရားလည်းပတ်ဆက်လည်းမိဘကိုပြန်ထောက်ပံ့ကြတာတဲ့ဟိုမလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှာအလုပ်လုပ်ရတာတဲ့အဲ့လိုပြောတော့ မလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်မြန်မာအမအငယ်ဆုံးကိုသားသမီးတဲမှာအငယ်ဆုံးဆိုတော့တမီးရဲ့မသွားနဲ့ပေါ့နော်မြန်မာနိုင်ငံမှာလည်းကိုယ့်ကရီးယားလေးရှိနေပြီးပြီးရတဲ့ခါကျနိုင်ငံသားဆိုတော့လေအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုဟိုမာကတိမလား modeling ဆိုပေမဲ့လည်းဟို ဘယ်လိုပြောမလဲစေးသုံးဘာသုံးညာသုံးနဲ့ပြက်စီသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီသွားနိုင်တယ်တဲ့အမေတွေကတော့မသွားစီချင်ဘူးတဲ့အဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ရင်ပတ်စံရှာတယ်တမီးလည်းဒီမှာ modeling လုပ်ရင်အဆိုလုပ်ရင်းနဲ့မှပတ်စံရှာနေနိုင်တာပဲပေါ့နော်အဲ့လည်းအမတို့မသွားတော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ဟိုစိတ်ဆုံးဖြတ်လိုက်တာပေါ့နော် melody ဝါဆင်းပြီးတော့တိတ်မကြဘူးနှစ်နှစ်သုံးနှစ်ဆိုအဲ့ပေါ့2010 17အဲ့ဝင်ကျင်လောက်ဖြစ်မယ်17 17ဝင်ကျင်လောက်ဖြစ်မယ်သိလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့လည်းရိုက်ခဲ့တာတော့အမမှတ်မိရဲ့ အဲ့နောက်ပိုင်းတော့အမသူတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ရနေထွက်သွားတယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကန်ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်သတင်းတွေဖတ်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆက်ချီပြီးတော့မှဒီလိုမျိုးဟို human trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex ဟို prostitute အနေနဲ့ရောင်းခံရောင်းစားခံရတာမျိုးတွေပြီးတော့အတုံးတော့ခံရတာတွေပေါ့နော်လူကြီးပိုင်းနေနဲ့အဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကျတော့အော်ငါတော်တော်ကန်ကောင်းပါလားပေါ့ဘာဖြစ်လို့ဆိုအမစိတ်ထဲမှာလေအမတို့ကဟိုဘယ်လိုပြောမလဲ ဲ့ဒီအချိန်မှာအမအမမိဘအမလှုပ်ကျွေးနေရပါတော့အမမိဘကိုအဲ့လိုတချင်းဆိုပြီးရှာကျွေးတယ်အမ modeling လုပ်ပြီးတော့မ model ရတဲ့အကြီးလေးလည်းရှာကျွေးတယ်အဲ့လိုမျိုးအမတချင်းဆိုပြိုင်ပွဲနဲ့ဆုရပြီးတော့မှအမအခွေလေးပါးထွက်တယ်ပေါ့အဲ့လိုမျိုးအမကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီဘွားရှာပြီးတော့မိဘကိုကျွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမတို့စိတ်ကရှင်းတဲ့အခါကျတော့လीဟိုဒီလိုမျိုး အန်ဒီကလေလွတ်လာတယ်ပဲပြောရမှာပဲဘာဖြစ်လဲဆိုအမဘာလို့လို့အမမိသားစုအမအတိပေးတဲ့တိုင်မင်းနေပေါ့နော်ကိုကြရဲဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မြစ်တာအမဆောက်ရှောက်တယ်လို့ပဲအမတို့မြင်နေဘာဖြစ်လဲဆိုအမမိဘကိုလှုပ်ကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘကမသွားလဲဆိုအမမသွားဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာဦးဆိုတော့ဟိုအဲ့လိုမျိုးကန်ချောင်းတွေအမလှုပ်ခဲ့တာလို့တော့အမထင်ပါတယ်